Hello အားလုံးမင်္ဂလာပါဘိုးအမချင်းကနေယူဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်ရှေ့ဖြစ်ရှင်ပြန်ကစားကြတော့မယ်အဲဒီထဲမှာဆိုလို့ရှိရင်တော့ Sunderland ပွဲတို့ Leeds United ပွဲတို့ Crystal Palace ပွဲတို့နဲ့ပတ်သက်ပြီးတော့၃ပွဲ တို့ဒါပွဲကြိုးသွင်းတဲ့ချက်ကျွန်တော်ပြောကြည့်အောင်ပါဆိုတော့ဆန်ဒလန်ကတော့ဝူဘာဟန်တန်နဲ့ကျွန်တော်ကရှင်ပိုင်ကစားပါမယ်ဆန်ဒလန်ရဲ့အိမ်ခွင်းမှာဆိုတော့ International Break မတိုင်ခင်ကတော့ဆန်ဒလန်ကမန်ချက်စတာယူနိုက်တက်ကိုအဝေးခွင်းမှာသွားကစားရင်းနဲ့သူတို့2-0ကိုမရှိနဲ့သူတို့ရှုံးတယ်အဲဝူဘာဟန်တန်ကတော့အိမ်ခွင်းမှာ Brighton ကို1-1တရေကြအောင်ကစားထားတယ်ဆိုတော့နောက်ဆုံးပွဲမှာတော့အသင်းနဲ့တင်းကြားထဲမှာကွာခြားမှုတွေကျွန်တော်ရှိတယ်ဗောနော်ဒါပေမဲ့လည်းလို့ကျွန်တော်တို့ဒီပွဲက ဝူဘာဟန်တန်အတွက်မလွယ်ပါဘူးဆန်နလန်ကဒီယာဒီမှာတော်တော်လေးကောင်းတဲ့ performance တွေပြနေလို့ပဲဝူဘာဟန်တန်ကိုကျွန်တော်ကြည့်ရင်ဒီယာဒီမှာအဆိုးဝါးဆုံးအသင်းကျွန်တော်ဖြစ်နေတယ်ဆိုတော့ပွဲလက်ရှိလောစင်မှာဗောနောသူတို့ဒါအဆင့်20မှာလဲသူတို့ရောက်နေတယ်ခုနှစ်ပွဲကစားပြီးတဲ့အချိန်မှာနိုင်ပွဲတစ်ပွဲမှမရှိသေးပါဘူးဆိုတော့ဒီပရီးမီးယားလိအသင်း20ထဲမှာလက်ရှိခုနှစ်ပွဲကစားပြီးတဲ့အချိန်ထိနိုင်ပွဲတစ်ပွဲမှမရှိသေးတာဝူဘာဟန်တန်တသိမ်းမင်းကျွန်တော်ရှိပါတယ် တော့တပွဲမှမနိုင်သေးဘူးနှစ်ပွဲတည်ရေးကြပြီးတော့၅ပွဲထိသူတို့ရှုံးနေထားတယ်။တိုက်စစ်က၅ကူရတာပြီးတော့ခန်းစစ်က၁၄ကူထိပေးထားရတယ်။ဆိုတော့ဒါဟာဘလို့မှအချင်းကြီးကောင်းမနေပါဘူး။နော်အဆင့်၂၀ဟိုအောက်ဆုံးမှာကျွန်တော်ရှိနေတာ။ဆိုတော့ဒါအပြင်ဥပန်နန်ကသူတို့ရဲ့နီးပြားတိဖြစ်သူကိုလည်း၃နှစ်ထက်ပြီးတော့တဒန်တူးလိုက်ပြန်သေးတယ်။နော်၃နှစ်တဒန်တူးလိုက်သေးတယ်ဆိုတော့ကျွန်တော်ဒါဟာဥပန်ဟန်တန်ရဲ့ကစားမားတွေကို message ပေးလာပါမင်းတို့ကောင်တွေ၅ရက်လက်အောက်မှာအဆင်ပြေအောင်ကစားရင်ကစား မဟုတ်ရင်တော့မင်းတို့မင်းတို့ပဲဒူဝါဖို့ရှိတယ်ဆိုတဲ့ပုံစံမျိုးလားပေါ့နော်တေချာတာတခုကတော့ဝူပန်ဟန်တန်ဟာလက်ရှိမှာတော်တိုင်ပက်နေပါတယ်ဆိုတော့ဒီပွဲမှာသူတို့အနေနဲ့ပေါ့နော်နိုင်ပွဲတွေပါပြီးပြန်ပြီးတော့ရအောင် fight လုပ်နိုင်ဖို့အတွက်အခွင့်အရေးကောင်းပါဒါမျိုးတို့တစ်ဖက်ကသူတို့ရှိမယ်ကစားမယ်အတင်းကဆန်ဒလန်တန်တက်အတင်းဖြစ်ပေမဲ့လည်းလက်ရှိတန်တက်၃တင်းနဲ့မှာအချိန်ကြီးအကောင်းဆုံးအတင်းခြေစွမ်းအကောင်းဆုံးအတင်းမန်ချက်စတာယူနိုက်တက်ကိုရှုံးတဲ့ပွဲမတိုင်ခင်တိဒီဆန်ဒလန်ကတော်တော်ကိုကောင်းတဲ့ performance တွေကျွန်တော်ပြထားတာ စနေလဟာလည်းရှိအဆင့်6မှာရှိနေပြီးတော့9ပွဲကစားပြီးတဲ့အချိန်မှာသူတို့3ပွဲနိုင်ထားတယ်2ပွဲတည်ကြပြီးတော့2ပွဲရှုံးနေထားတယ်ပေါ့နော်တိုက်စစ်က9ခုရပြီးတော့ခန်းစစ်က6ခုပဲပြီးထားရသေးတယ်ဒါကြောင့်ကျွန်တော်ချစ်ရင်မဆိုးဘူးဗျာနော်သူတို့ရှင်မိုင်ကစားခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်သူတို့အနိုင်ယူဖို့ခက်တဲ့အသင်းတွေပါတယ်အဲ့ဒီအသင်းတွေကိုသူတို့အနေနဲ့နိုင်အောင်ဆွမ်းဆောင်ထားနိုင်နေတာလေကျွန်တော်ရှိတယ်ဒါကြောင့်စနေလန်ကတော့ဒီသူတို့လက်ရှိရာသီစတဲ့အခါမှာတော်တော်လေးကိုအချိန်ကြီးကောင်းနေတယ်ပေါ့နော်ဒါပေမဲ့လို့ကျွန်တော်ကတော့ စန်ဒလန်ရဲ့ကွင်းမှာဝူဘာဟန်တန်နေနဲ့တကယ်သာကောင်းကောင်းကစားမယ်ဆိုရင်အမှတ်ဒီပါရီယူနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်။ဝူဘာဟန်တန်ဟာဒီအာဒီနိုင်ပွဲတပွဲမှမရှိသေးပါဘူး။ဆိုတော့စန်ဒလန်ကွင်းမှာသွားပြီးတော့နိုင်မယ်ဆိုလို့ပြောတာကလည်းဟိုပါအမှတ်ရအောင်ယူနိုင်စွမ်းရှိတယ်လို့ပြောတာကလည်းနည်းနည်းတော့တိုင်အိုဘယ်လိုပြောမလဲ။တိတ်ပြီးတော့လက်တွေကြချင်မှကြလိမ့်မယ်။သို့တော်လည်းပဲကျွန်တော်ကတော့ဝူဘာဟန်တန်အတွက်ပေါ့နော်။ကျွန်တော်ဒီစန်ဒလန်ရဲ့ပွဲကအချီနီကောင်းအောင်ပြန်ပြီးတော့ကျူပန်းမယ်ပွဲ။ဒါအပြင်အမှတ်ခွဲပြီးတော့ယူနိုင်စွမ်းအနည်းဆုံးရှိတဲ့ပွဲမျိုးလို့ကျွန်တော်ထင်တယ်။ ဘူပါဟန်နဲ့အတွက်အခွင့်အရေးရှိတယ်လို့ကျွန်တော်မြင်ယူတယ်ပေါ့နော်နောက်တစ်ပွဲကဘန်လီနဲ့လစ်ယူနိုက်တက်တို့ရှင်မင်ကစားကြမယ့်ပွဲပါပြီးခဲ့တဲ့ပွဲကြီးကိုကျွန်တော်ပြင်ကြည့်ရင်ဘန်လီကတော့ ဒီဘယ်လိုပြောမလဲနှစ်ကိုးတကူးဆိုတဲ့ရာလတ်နဲ့အက်စတိုမီလာကိုသူတို့တွေသာရှုံးနေထားတယ်အဲဝူဘာ sorry ဘာလစ်ယူနိုက်တက်တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ချင်းအိမ်ကွင်းမှာစပါကို1 2ဆိုတဲ့ရာလတ်နဲ့သူတို့တွေသာရှုံးနေထားတယ်ကစားပုံကကောင်းခဲ့ပါတယ်အဲ့ဒီပွဲမှာလစ်ကမဆိုးသူတို့ကစားတာတွေကထိရောက်မှုရှိတယ်ဒါပေမဲ့လို့နိုင်ပွဲတော့မရခဲ့ဘူးဆိုတော့တော်တော်လေးတိုင်ပက်တယ်လို့ပဲကျွန်တော်ပြောရမှာပါဗျာဆိုတော့ဟိုတန်းတက်အသင်းနှစ်သင်းပေါ့နော်တန်းတက်အသင်းနှစ်သင်းမှာဆိုတော့နှစ်သင်းကြားထဲမှာဆိုလို့ချင်းလည်းကွာဟမှုတွေဒီရာဒီမှာအလောက်မရှိပါဘူး မက်စကိုပါကားရဲ့ကျွန်တော်တို့ကဘန်လီကတော့လက်ရှိမှာအဆင့်16မှာရှိနေတယ်ပေါ့လေခုနှစ်ပွဲကစားပြီးတဲ့ချိန်မှာသူတို့တပွဲပဲနိုင်ထားပါသေးတယ်တပွဲတည်ကြပြီးတော့9ပွဲတည်သူတို့ရှုံနေထားတယ်တိုက်စစ်က9ခုရပြီးတော့ခန်းစစ်က sorry တိုက်စစ်က9ခုရပြီးတော့ခန်းစစ်က15ခုဒီကျွန်တော်ပြီးထားရတယ်အဲ့ဒီခန်းစစ်ကပြီးထားတဲ့15ခုဆိုတာ West Ham United ပြီးရင်ဒီရာဒီမှာ Premier League ပေးကူအများဆုံးအသင်းမှာဆိုတော့ဒါကလက်ရှိဘန်လီပေါ့နော်အတဖက်က Leeds United အသင်းကလည်းပဲသူတို့ ਨੇ အရင် ခြားနားမှုရှိတဲ့အသင်းမျိုးတော့ဟုတ်မနေဘူးအဆင့်15မှာပေါ့နော်ခုနှစ်ပွဲကစားပြီးတဲ့အချိန်မှာနှစ်ပွဲနိုင်ထားပါတယ်နှစ်ပွဲတည်ကြပြီးတော့၃ပွဲရှုပ်နိုင်ထားပါတယ်လီဆူနယ်ကတိုက်စစ်က9ခုရပြီးတော့ခန်းစစ်က17ခုဒီကျွန်တော်ပေးထားရတယ်ဆိုတော့နှစ်သင်းကြားထဲမှာကျွန်တော်ပေါ့နော်အမှတ်ကွာဟမှု၄မှတ်လောက်ကျွန်တော်ရှိပြီးတော့လည်းအချိန်ကြီးကတော့အဲ့လောက်ကြီးဒီကွာမှုရှိတယ်လို့ကျွန်တော်မထင်ဘူးဒါအပြင်ပြီးခဲ့တဲ့ရာသီမှာဆိုလို့ရှိရင်တို့ဒါအတူတူတန်းတက်လာခဲ့ကြတဲ့အသင်းကြီးဆိုတဲ့အခါကျတော့ကျွန်တော်တော့ပေါ့နော် ဟိုခံမှန်းကတော့ကျွန်တော်အနေနဲ့ခက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘယ်တင်နိုင်မယ်ဘယ်တင်ရှုံမယ်ဆိုတာမျိုးကတန်တက်လာတဲ့အထိလက်ရှိပရီးမီးယားလိမှာကစားတဲ့အထိကိုပဲအဲ့လောက်ကွာဟမှုတွေကျွန်တော်မရှိကြဘူး။ဒါပေမဲ့လို့ကျွန်တော်ကတော့ Leeds United အသင်းဘက်ကိုပို့ပြီးတော့အားသန်းတယ်။ဝေးဝန်းဖြစ်ပေမဲ့လည်းလို့ပေါ့နော်။အဲ Scott Parker ရဲ့အသင်းကိုဒုက္ခပေးနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ထို့သဖြင့် Leeds United မှာဆိုလို့ရှိရင်သူတို့ကစားပုံစံတိုင်းကစားနေကြအတိုင်းအင်မီဒီယံမြန်ဆန်တဲ့ကစားမားတွေကျွန်တော်ရှိတယ်။အဲဒါအပြင် Dominic Calvert-Lewin ကိုပါလို့လေဆိုလို့ရှိရင်လည်းအဆင်ပြေအောင်ကစားနိုင်ထားတဲ့ပွဲတချို့ရှိထားတယ်။ အဲဒါကြောင့်ဒီပွဲမှာတော့ဘန်လီဆိုတာထက်ပေါ့နော်ကျွန်တော်တို့ list ကိုပို့ပြီးတော့မျောလိမ့်နေအဲနှစ်သင်းကြားမှာကွာဟမှုလည်းအများကြီးမရှိဘူးဆိုတော့အဝေးဝင်းဖြစ်ပါစေဦးတော့ကျွန်တော် list ကိုပို့ပြီးတော့မျောလိမ့်ချင်ရှိတယ်နော်ဒါကလည်းရှိမှာဘန်လီတို့ပွဲပေါ့လေနောက်တစ်ပွဲကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Crystal Palace နဲ့ Bournemouth ပါဆိုတော့စနေနေ့ပွဲဒီထဲမှာကျွန်တော်တို့ပေါ့နော်အဲတခြားကြည့်ကြပွဲကြီးပြင်းနေတယ်ဆိုလို့ရှိရင်ဒီပွဲကကြည့်ဖို့အတွက်ကျွန်တော်တို့အကောင်းဆုံးဖြစ်မယ်ပွဲမျိုးလို့ကျွန်တော်ထင်တယ် Crystal Palace နဲ့ Bournemouth ပါ နှစ်သင်းစလုံးဟာဆိုလို့ရှိရင်တော်တော်ကို entertain ဖြစ်တာထက်ပိုအောင်လုပ်ပြထားနိုင်တဲ့အသင်းမျိုးတွေပေါ့နော်ပြီးခဲ့တဲ့ပွဲစဉ်6အခွန်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒါဒီ Crystal Palace ကတော့နှစ်ဂိုးတကူဆိုတဲ့ရလနဲ့ Everton ကိုသူတို့ရှုံးထားတယ်အဲဒါပေမဲ့လို့ Crystal Palace ရဲ့ဒီယာဒီခြေသွမ်းဘလူးရှိတယ်လေဒါအားလုံးလည်းကျွန်တော်သိပြီးသားပဲဘုံမောက်ကတော့ကျွန်တော်ဒါအိမ်ခွင့်မှာ3ဂိုးတကူဆိုတဲ့ရလနဲ့ Fulham ကိုပွဲစဉ်ခုံမှာအနိုင်ယူထားတယ် ဆိုတော့နောက်ဆုံးပွဲစဉ်ကိုကျွန်တော်ကြည့်ရင်တော့နှစ်သင်းစလုံးမှာမတူညီတဲ့ရလဒ်တွေကျွန်တော်ရထားတယ်ဗောလေသို့တော်လည်းပဲဒီနှစ်သင်းကြားထဲမှာဒီရာသီမှာတော်တော်ကိုချီကျူးစရာအထင်ကြီးစရာခြေသွင်းမျိုးတွေပြထားတာပါ Crystal Palace ကလက်ရှိမှာအဆင့်6မှာရှိနေတယ်ဗောနော်အစင်း6မှာရှိနေတဲ့9ပွဲကစားပြီးတဲ့အချိန်မှာသူတို့3ပွဲနိုင်ထားတယ်3ပွဲအထိတည်ရကြထားပြီးတော့2ပွဲပဲသူတို့ရှုံးနေထားပါသေးတယ်တပွဲပဲသူတို့ရှုံးနေထားပါသေးတယ်ဒါပြင်ပဲလေးကဇက်တိုက်နိုင်နေပါတယ်ဆိုတော့လီဗာပူးဘားတို့ကိုနိုင်အောင်စွမ်းဆောင်ပြထားတာပါ ဆိုတော့ဒါကြောင့်လက်ရှိအိုလီဗာဂလန်စနာရဲ့အတင်ကဒီယာဒီမှာအမှန်ကန်ချီးကျူးခံနေရတဲ့နေရာမှာကျွန်တော်တို့ပါတယ်။အဇီရိုလူကစားမတွေကိုလက်လွတ်လျက်အပီးတောင်မှခရစ်စတယ်ဘယ်လီစီရဲ့ကျွန်တော်တို့ဒီကစားပုံတွေတိုက်စစ်ဆင်ပုံတွေဟန်ဒီကလုံးဝအာနေသွားတယ်ဆိုတာမျိုးကျွန်တော်အများကြီးမရှိဘူးပေါ့နော်။ဒါကြောင့်ကျွန်တော်ပယ်လီစကိုကျွန်တော်တို့ကြည့်ရင်တော်တော်ထင်ကြီးစရာခြေစွမ်းကိုကျွန်တော်ပြထားတာပါ။နော်တိုက်စစ်ကလည်းအဲ့ဒီ9ပွဲမှာတို့ပေါ့နော်ကိုကိုရထားတယ်ခန်းစစ်က9ကိုပဲပြန်ပြီးထားရသေးတယ်ခန်းစစ်ကတော်တော်ကောင်းတဲ့နေရာမှာပါတယ် လေပါဦးထက်ပို့ပြီးတော့ပေးကူနေထားတယ်စပါတို့ပါတို့နဲ့ပေးကူကဒန်းတူပဲတတော်ကိုကောင်းထားတဲ့နေရာမှာကျွန်တော်ပါတာပါနောက်တစ်ခုကကျွန်တော်တို့နေဘုံမောက်ဘုံမောက်ကတော့ပူကောင်းတဲ့အတင်းမှာလက်ရှိပဲလစ်တဲ့ပူကောင်းအောင်လှုပ်ထားနေတဲ့အတင်းပေါ့နော်ရင်းတော့ကတော့ခရစ်စတယ်ပဲလစ်ကတပွဲမှန်ရှုံးနေတာတွေပါတယ်မရှိသေးဘူးပေါ့နော်အဲ့ဒီမှာကူပဲကျွန်တော်ဒါအေဗာဒန်နဲ့တွေ့ပြီးတော့သူတို့စပြီးတော့ရှုံးပွဲကြုံတာဆိုအဲ့ဒီပွဲစဉ်အပြီးမှာဒီပွဲကရော ုတိယမြောက်သူတို့အတွက်ထပ်ပြီးတော့ရှုံပွဲကြုံစီမဲ့ပွဲလာပေါ့ဒါဒါပေမဲ့အိမ်ဝင်းဆိုတဲ့အခါကျတော့ဘုံမောက်အတွက်ကလည်းမလွယ်ပါဘူးဒါပေမဲ့ဘုံမောက်ကတီယာဒီမှာတတော်ကိုတတော်ကိုကောင်းနေတာပါသူသဖြင့်ပြီးခဲ့တဲ့ယာဒီကထက်တော်မှပို့ပြီးတော့ချီချူဖို့ကျွန်တော်ကောင်းတယ်ပေါ့နော်ပြီးခဲ့တဲ့ယာတီမှာကောင်းခဲ့ပါတယ်ဆိုတော့ backline ကြီးတစ်ခုလုံးညီပါကိုကျွန်တော်ဒီနေ့ပွဲမှာအဲဆိုဒီယာတီမှာသူတို့အပြောင်းလဲလုပ်ထားရတယ်။ရောင်းချထားတဲ့ကစားမားတွေနဲ့နော်လက်လွတ်လျရတဲ့ကစားမားတွေနဲ့ဘုံမောက်က ကျွန်တော်အနေနဲ့ဒါအဆင်မပြေဖြစ်နေတာတိုးတိုးလေးပဲအဲ့ဒါကိုနီးပြဖြစ်သူကယရိုလာကယရိုလာကကျွန်တော်အကောင်းဆုံးဖြစ်အောင်သူပြန်လှုပ်ထားပြီးတော့အဆင်ပြေနေတာအခုဆိုအဆင်၄မှာတို့တွေအဆင်၄မှာတော်တော်ကိုအထင်ကြီးစရာကောင်းတဲ့ performance ပါခုနပွဲကစားပြီးတဲ့အချိန်မှာတို့၄ပွဲအထိနိုင်ထားပါတယ်နှစ်ပွဲဒီအကြိုင်နဲ့တို့တပွဲပဲရှုံနေထားတယ်တိုက်စစ်က၁၁ဂိုးရပြီးတော့ခန်းစစ်က၈ဂိုးပြီးထားရတယ်ဘုံမောင်ရဲ့ဒီယာဒီကျွန်တော်ပြိုင်ဘက်ကိုချင်းခဲ့တဲ့ပုံစံကြီးနဲ့နီးပြဖြစ်သူရဲ့ aggressive sense ကျွန်တော် out of position သွားတဲ့နေရာမျိုးဒီမှာတော်တော်ကိုကောင်းတဲ့ ကျွန်တော်ကျတော်သားဒီပါလေဒီ numbers တွေကိုသူတို့ရထားတာ။ဒါကြောင့်ဒီပွဲကတော့တော်တော်လေးကိုကြည်ကောင်းမင်ပွဲလို့ကျွန်တော်ထင်တယ်။နှစ်သင်းကြားထဲမှာပေးကူးရာကူတွေအဲ့လောက်များနိုင်မယ်လို့ကျွန်တော်မထင်ဘူး။အဲအခက်မတင်တရေနဲ့တောင်ပြီးသွားနိုင်စွမ်းရှိပြီးတော့အရန်ပူကောင်းနေပါလေဆိုတဲ့ဆိုတဲ့ဘုံမောက်ကိုပယ်လေးစကအနိုင်ယူနိုင်ပါမလား။ညီကတို့ဘယ်လိုမြင်ကြလဲနော်။ကျွန်တော်ကတော့ဒီပွဲမှာနှစ်သင်းကြားထဲမှာရက်လက်တွေပြတ်သားနိုင်မယ်လို့တော့မထင်ဘူး။ဒါဆွေးနွေးကြပါ။ကြည့်ရှုပါပေးတဲ့ညီကိုများလို့ကိုကျေးဇူးများဒီမှာလေ။နောက်ထပ်ဗီဒီယိုဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်။အားလုံးကိုကျေးဇူးပါ။